IQ Neo 10 Pro Plus ဒီဗီဒီယိုမှာတော့ဒီဖုန်းလေးအကြောင်းကိုနည်းနည်းလေးပြပြပေးမယ်ဘယ်လိုတွေကောင်းတာလဲဘာမျိုးလေးတွေဒီကောက်မှာထူကြရလဲဒါလေးတွေပေါ့ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုစလိုက်အောင်ပထမဆုံးကတော့ဒီဖုန်းက30ကျော်ဝန်းကျင်မှာ Snapdragon 8 Elite ရမယ်ပြီးရင် ATPO AMOLED ရမယ် ဝမ်မဟုဟတ်စ်နဲ့ဖြစ်တခုကောင်းတာက Vivo ရဲ့ eSport chip 2ကိုပါထည့်ပေးထားတာဖြစ်တဲ့အတွက်တာမဲ control တအားကောင်းတယ်တောင်းတောင်းဂိမ်းဆော့တာတွေပါတယ်အကြာကြီးဆော့ရင်တော့ပူမနေဘူးနောက်တစ်ချက်သဘောကျမိရာကြောင့်ထည့်ပေးထားတဲ့ battery 6800 mAh battery ကိုမှဒါ silicon carbon battery ကိုထည့်ပေးထားတဲ့ 120W fast charging နဲ့ဆိုတော့ fingerprint ကလည်းဒီကောင်မှာသုံးမိထားတာ ultrasonic fingerprint ပဲဒီသတင်းဝန်ကျင်မှာ ultrasonic fingerprint နဲ့ Snapdragon 8 Elite တွေ Vivo ရဲ့ eSport chip 2တွေ ပြီး ATP ရော emulate ဒါမျိုးတွေပါလာတယ်ဒါပေမဲ့ဒီကောင် flash လားဆိုတော့ flash တော့မဟုတ်ဘူးအဲပြောရရင်ဒီကောင်နေသွားကျင်တဲ့ line ကသိရမလား flash ကေလာလိုမျိုးအဲ camera တွေပါရလဲသူ့တဲ့သူ့ဝင်ကျင်မှာထွက်လာတဲ့ပုံတွက်လေးတွေရတော့မစိုးဘူးဒါဆိုင်းဆိုင်းကြည့်တော့လည်းအဆင်ပြေတယ်ဆိုတော့ကိုကဒီဖုန်းကအဓိကအားဖြင့် gain ဆောင်မယ်တက်မှာပူလာမလို့ခြင်း performance ကောင်းကောင်းနဲ့တွတ်တွတ်လက်လက်လေးလိုချင်တဲ့ဆိုရဲသူတွေဒီဖုန်းကရွေးဝယ်လို့ရတယ်။အဲဘယ်လိုပဲဖြစ်ဒီကောင်တွေကတော့ကျွန်တော်အနေနဲ့ကောင်းကောင်း recommend ပေးလို့ရတဲ့ဖုန်းတွေထဲမှာပါတယ်။ဒါကတော့ IQ Neo 10 Pro Plus ။ ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြန်မှပြန်တွေ့ကြရပါအောင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်အမြင်ကြော်ယူပါ Yangon Mobile Store